ကတ်ဒေတာက ယူကရိန်းတပ်တွေနဲ့နဲ့ချားရင်အသက်ချမ်းသာပေးမယ်လို့ပူတင်ဆုံးရုရှားရဲ့ကတ်ရှင်းလင်းတိုက်ထုတ်ခံနေရတဲ့ယူကရိန်းတပ်တွေကို အသက်ပေးမှချမ်းသာပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကကရမ်လင်ကောင်းဆောင်ဗလာဒီမာပူတင်ကိုမတ်လ14ရက်ကတိုက်တွန်းခဲ့ပါလိမ့်အဲ့ဒီတိုက်တွန်းအကြေအရဆိုပါတပ်တွေလက်နဲ့ချမယ်ဆိုရင်မိမိကောင်းညှိမယ်လို့မစ္စတာပူတင်ကတုံ့ပြန်ပြောကြားခဲ့ပါလိမ့်မတ်လ17ရက်ညပိုင်းကမော်စကိုမြို့တော်မှာ ရုရှားဘက်နဲ့ဒေါ်နယ်ထရိုင်ရဲ့တန်တမန်မစ္စတာတိပစ်ကော့တို့တွေ့ဆုံမှုအပြီးထရက်ကတိုက်တွန်းချက်ကိုလူမှုကွန်ရက်ပေါ်လွှင့်တင်ခဲ့ပြီးအဆိုပါတွေ့ဆုံဆွေးနွေးမှုဟာအင်မတန်ကောင်းမွန်ပြီးအကျိုးဖြစ်ထွန်းကြောင်းမှတ်ချက်ချခဲ့ပါတယ်။ဒီလိုကြောက်စရာကောင်းတဲ့တွေးထက်တန်ယိုစစ်ပွဲကိုနောက်ဆုံးမှအဆုံးဖြတ်ပေးနိုင်ဖို့အင်မတန်ကောင်းတဲ့အခွင့်အလမ်းတစ်ခုရှိပါတယ်လို့ထရက်ကပြောကြားခဲ့ပါတယ်။ အခုသတင်းပတ်အတွင်းယူကရိန်းကလက်ခံခဲ့တဲ့အမေရိကန်ပြစ်ခတ်ရစဲရေးအဆိုပြုချက်ကိုရည်ညွှန်းပြီးထရပ်ကအထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။အဲဒီအဆိုပြုချက်ကိုရုရှားကထိတ်သွင်းစဉ်းစားနေတော့ရှိပါတယ်။ရုရှားစစ်တပ်ဟာကတ်ဒေတာကိုရောက်နေတဲ့ထောင်နဲ့ချီတဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေကိုအပြစ်ဝအဝန်ရံထားကြောင်းအဲ့ဒီတပ်ဖွဲ့ဝင်တွေဟာအချိန်နေဆိုပြီးအားနေနေတဲ့အချိန်နေရှိကြောင်းအမေရိကန်တာမန်ထရက်ကဆက်လက်ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့အသက်ကိုချမ်းသာပေးဖို့တမရဘူတင်ကိုကျွန်တော်အလေးနဲ့တိုက်တွန်းတောင်းဆိုထားပါတယ်။ဒါဟာဒုတိယကမ္ဘာစစ်ကလေးကမတွေ့ဘူးသေးတဲ့အကြောက်စရာကောင်းတဲ့လူသက်ပွဲကြီးပါ။အားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေလို့ထရက်ကထားလောင်းပြောကြားခဲ့ပါတယ်။ရုရှားပိုင်နယ်ဖြစ်တဲ့ကတ်ဒေသမှာတပ်ဆွဲထားတဲ့ယူကရိန်းတပ်တွေဟာခြေကုပ်ယူဆရာနေမြေတွေအလျင်မြန်ဆုံးရှုံးနေပြီးခန့်ပြက်လုံနေပါဖြစ်နေပြီလို့စစ်ရေးလေလာတုံးသက်သူတွေကပြောကြားပါတယ် ကတိတမ်းမှာအရက်သားတွေပေါ်ယူကရိန်းတွေကရန်စုံမှုကျူးလွန်နေတယ်လို့မက်ဆာဘူတင်ကဆိုဆွဲထားပေမယ့်အဲ့ဒီဆိုဆွဲချက်ကိုကီယက်ဆိုရကပယ်ချထားပါတယ်ဘလို့ပဲအဖြစ်ဖြစ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထည့်သွင်းစဉ်းစားဖို့နဲ့ထရိုင်ရဲ့တိုက်တွန်းချက်ကိုနားလဲကြောင်းရုရှားတမရဘူတင်ကထုတ်ပြန်ခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ယူကရိန်းတပ်တွေလက်နက်ချရင်းနိုင်ငံတကာဥပဒေ ရုရှားနိုင်ငံရဲ့ဥပဒေတွေနဲ့အညီအသက်အမခံကျင်းတဲ့လျောက်ဘက်တဲ့ဆက်ဆံမှုတွေရလာမှာပါလို့ပူတင်ကပြောကြားခဲ့ပါတယ်။ရုရှားလုံခြုံရေးကောင်စီလက်ထဥက္ကဋ္ဌဖြစ်သူတမရဟောင်းဒီမီထရီမက်ပီတက်ကယူကရိန်းတပ်တွေကလည်းနဲ့ချဖို့ငင်းဆန်မဲ့ဆိုရင်သူတို့အားလုံးကနီလန်တကြံနဲ့ဂယုနာကင်းစွာချေမှုန်းသွားမယ်လို့လူမှုကွန်ရက်မီဒီယာပေါ်ရေးသားထုတ်တင်ခဲ့ပါတယ်။ မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။